မန်လေးတောင်ကြီးနောက်ခံထားပြီးတော့ရေပန်းနေရေကူးကန်နေနဲ့လှကျန်တိုင်းလှနေတဲ့မန်းချောင်းသာရေကစားဥယင်လိုင်းပေါ်မှာအရန်နာမည်ကြီးနေလို့ဒီနေ့ကျွန်တော်တို့ရောက်ဖြစ်ခဲ့ပါတယ်ရှုခင်းရမ်းလာတဲ့မန်လေးမြို့ပေါ်မှာနေရှိတယ်ရေအရန်ကြီးပြီးတော့တန့်ရှင်းတယ်ကစားကွင်းရအရန်ကျယ်တယ်နားစရာတဲခိုစရာတွေလည်းအရန်ပေါ်တယ်တလင်းပြောင်ပြောင်မှမနာကျင်ဘူးလားရတယ်ဟိုတယ်ကန်းလိုအဲကွန်းကန်းတွေလည်းရှိသေးတယ်ဗျနိုင်ပိုင်းငားမလားရက်နဲ့ငားမလားငားလို့ရပါသေးတယ် မကြမကြလဲအဆူတော်တွေငှားငါပြီးတော့ဖြော်ပြပွဲတွေလုပ်ပြီးတယ်လို့သိရပါတယ်။ဒီနေ့ကျွန်တော်တို့ရောက်ရှိခဲ့တဲ့သတင်းကြိုလာပြည့်နေ့မှာတော့အဆူတော်နှစ်ဦးနဲ့ DJ နဲ့ငှားတာပါတယ်။အဆူတော်တွေကတော့ရွှေစင်ရုပ်လွာနဲ့အေရီယယ်မွန်းနဲ့ပါ။ DJ ကတော့ဆိုင်းလိုပါ။ရေချိုးကခုံကြမလား။အေးစစ်စစ်နားနေကြမလား။ဒါမှမဟုတ်ဓာတ်ပုံရိုက်ဗီဒီယိုရိုက်တစ်တော့ပဲစောကြမလား။ အရန်ကိုလာပါတဲ့ရှုခင်းတွေရှိတယ်။တဘာဝအတိုင်းမဟုတ်ဘဲနဲ့လူလှုပ်ထားတဲ့ရေတခုနေလည်းရှိတယ်။အရန်ကိုမိုက်ပါတယ်။ကျွန်တော်တငယ်ချင်းတွေစုံစုံလင်လင်ကြည့်ရအောင်လို့ပိတ်ချကိုနက်နက်ဆက်ဆက်ရိုက်ပြီးထားပါတယ်ဗျ။ ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဥယျာဉ်မှုပါဗျကျွန်တော်ဗီဒီယိုလေးကိုအရန်လာတဲ့ရှုခင်းလေးနဲ့စလိုက်ကြရအောင်ဗျမန်းချောင်းသားကိုလားလေခြင်းတဲ့သူတွေအတွက်လမ်းညွန်ပေးပါမယ်အခုမြင်တွေ့နေရတဲ့တောင်ကြီးကတော့မန်းလေးတောင်ကြီးပဲဖြစ်ပါတယ်မန်းလေးတောင်ကြီးမှာမရရမြို့ကိုသွားတဲ့လမ်းရှိပါတယ် မရီယာလန်းကိုအနေငယ်မောင်းပြီးတဲ့အချိန်မှာတော့မီးပွင့်လမ်းစုံတစ်ခုကိုတွေ့ရပါမယ်။မန်းလေးနီးပညာတက္ကသိုလ်ကိုသွားတဲ့လမ်းခွဲပါ။လမ်းထဲကိုချိုးဝင်လိုက်တာနဲ့မန်းချောင်းသာရေကသာဥယျာဉ်ရှိကိုချက်ချင်းရောက်သွားပါပြီ။ကျန်တဲ့ရက်တွေကိုမပြောတတ်ပြီမဲ့ဒီနေ့ကသတင်းပြလာပြနေတဲ့အခါနေကြီးဖြစ်တဲ့အတွက်ဒီမှာတော့ လမ်းထဲကိုဝင်လိုက်တာနဲ့ကားတွေဆိုင်ကယ်တွေနဲ့လူတွေအရန်စီကားနေတာကိုတန်းတွေ့ရပါတယ်ကျွန်တော်တို့လည်းကားပါကင်ထိုးဖို့အတွက်နေရာရှာပြီးတော့ကားအပ်ခဲ့ပါတယ်ကားအပ်ခလည်းတည်တံ့ပေးရပါတယ်ဗျာ အစားကတော့ကလေးတွေရောက်ဖူးအောင်လိုက်ပို့ဖို့အတွက်ပဲလာခဲ့ပြီမဲ့ဒီရောက်တဲ့အချိန်မှာတီးလိုက်ရတာကဒီနေ့ကသတင်းချုပ်လာပြီနေဆိုတော့အစိုးရနှစ်ဦးနဲ့ DJ ငှားထားတယ်ဆိုတာကိုသိလိုက်ရပါတယ်အစိုးရတွေကရွှေစင်ရုပ်လွာအီရီယဲမွန်းနဲ့ DJ ကတော့ DJ ဆိုင်လိုပဲဖြစ်ပါတယ်စတင်ဖြောပြီမဲ့အချိန်ကတော့မနက်7:00နာရီခွဲဖြစ်ပြီးတော့ညနေ9:00နာရီခွဲအထိဖြောပြေးသွားမှာပဲဖြစ်ပါတယ်ရေကစားဥယျာဉ်အတွင်းဝင်ကြရတော့လူကြီးတယောက်ကိုတပေါင်းဖြစ်ပြီးတော့ကလေးတယောက်ကို9000ပါ 过来了。这个咱屋里呢，温来点呢。 ဝင်ဝင်ချင်းကလေးကအလားပါတွေအများကြီးလှုပ်ထားတယ်။ဓာတ်ပုံရိုက်စရာနေရာတွေအပန်းဖြေစရာနေရာတွေအများကြီးလှုပ်ပေးထားတာကိုတွေ့ရပါတယ်။အရာရာတိုင်းဟာအရန်ကိုလှပပြီးချစ်စရာကောင်းနေပါတယ်ဗျ။ဝင်ဝင်ချင်းပဲပဲပေးမှာဆိုလို့ရှိရင်ပန်းချံပုံစံမျိုးသစ်ပင်ချံလေးတစ်ချံကိုတွေ့ရပြီးတော့အဲ့ဒီချံထဲမှာဓာတ်ပုံရိုက်စရာ အပန်းဖြေစရာအလားပါလေးအများကြီးလုပ်ဝေးထားတာကိုတွေ့ရပါတယ်ဗျာ။ ဒီလျှောက်လန်းလေးထဲမှာဆိုရင်လေနေရာလက်မကြံအောင်ကို အလားအပါ decoration တွေ share လုပ်ထားပါတယ်ဒါတော့လူငယ်တွေသဘောကျတဲ့ romantic စာသားလေးပေါ့ဒါလေးတွေနောက်ခံထားပြီးအချို့ကြလည်းဓာတ်ပုံရိုက်ကြပါတယ် အဲ့ဒီရှောက်လန်းဘေးလေးမှာပဲအခုမြင်တွေ့ရတဲ့ချစ်စရာယုံလေးတွေများစွာရှိတဲ့ယုံချံလေးတစ်ချံကိုတွေ့ရပါတယ် ကျွန်တော်တို့ရောက်ရောက်ချင်းအနားယူစရာဘန်ဂလိုအရင်ရှာကြပါတယ်ဒီနေ့ကလူရမ်းများတဲ့အတွက်နေရာတော်တော်ရှာလိုက်ရပါတယ်ဗျနောက်ဆုံးပိတ်ဂျောင်းထဲမှာပဲကျွန်တော်တို့ရခဲ့တယ်ပေါ့နော်ဒါဝင်းလာလာချင်းစတူရမယ်ကလေးရေကူးကန်ပါဗျရေကူးကန်တိမ်တိမ်လေးပါဒီဘက်မှာကလေးတွေပဲအများစုစောကြပါတယ် ီထဲမှာဆိုရင်တော့အထဲဆိုင်တစ်ဆိုင်တွေ့ပါတယ်အခြားစားတောက်ဆိုင်လေးတွေလည်းတွေ့ခဲ့ရပါတယ်ကျွန်တော်တို့ကတော့အခုချိန်ထိနားစရာနေရာမရှိလို့ရှောက်ရှားနေကြတော့မယ်ဗျဒီနာဘန်ဂလိုလေးတွေကတော့ကြဲကြဲလေးနဲ့နားစရာရမ်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကလူကြတဲ့ရက်ဆိုတော့ဒီနာကတနေရာမှမလွတ်ဘူးဗျ နောက်ဆုံးပိတ်ကျွန်တော်တို့နားဖို့နေရာရခဲ့တာကတော့ခေါင်မိုးပေါက်လေးပါတဲ့ဘန်ဂလိုချင်းချင်းလေးတစ်ခုပဲရခဲ့ပါတယ်သူများမယွေးပဲခြံခဲ့တဲ့နေရာပေါ့နော်။ရှေးပိုင်းမှာကျွန်တော်အကောင်းလေးကြီးပြောသွားပြီးပြီဆိုတော့ဒီနေရာမှာအကြံပြုစရာလေးတစ်ခုရှိတာကဒီနေ့လိုဧည့်သည်ရမ်းများတဲ့နေ့တွေအတွက်ဆိုလို့ရှိရင်ဘန်ဂလိုတွေကိုဒီထက်ပိုးပြီးတော့ပြင်ဆင်ထားစီကြမှာတဲ့။ ခုကျွန်တော်တို့ဒီကိုရောက်တဲ့အချိန်က10နာရီ10မိနစ်ပဲရှိပါသေးတယ်။ DJ နဲ့ဆိုတော်တွေဖြော်ပြမယ့်အချိန်က10နာရီခွဲဆိုတော့နောက်ထပ်မိနစ်20လောက်နေရင်ဒီနေရာမှာစတင်ပြီးတော့ဖြော်ပြတော့မှာပါ။အဆိုတော်ရွှေစင်ရုပ်လွာရဲ့တီဆိုဖြော်ပြမှုတွေနဲ့ပရိသတ်တွေရဲ့ကောက်ခုံမှုတွေကိုတော့ဗီဒီယိုလေးရဲ့နောက်ဆုံးပိုင်းမှာထည့်ပေးထားပါရစေ။ ီဘက်ပေးမှဆိုလို့ရှိရင်တော့လူကြီးရေချိုးကန်နဲ့ရေလွာလျှောစီးတွေကို တွေ့မြင်ရပါတယ်ရေရဲ့အနက်က၃ဘီလောက်သာရှိပြီးတော့ရေအောင်ကျမ်းပြန်အညီဖြစ်တဲ့အတွက်အန်ဒီရေလုံးဝမရှိပါဘူးဗျာ ရေလွန်ရှိုးစည်းစင်ကလည်းတော်တော်မြင့်ပါတယ်။ဒါမှန်ကြောက်တတ်တဲ့သူတွေဆိုလို့ရှိရင်တော့အနေဆုံးလေးတစ်ခုပါပြီးတော့ပုံမှန်လူတွေအတွက်ကတော့နှစ်ခုပါပါတယ်။တော်တော်လေးစိတ်လှုပ်ရှားတာကိုကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့အကြီးနောက်တစ်ခုပါပါတယ်။စုစုပေါင်း၄ခုလောက်ထားပါ။ကျွန်တော်တို့ကတော့ဒါမှန်ပဲစီးခဲ့တယ်ပေါ့နော်။ဟိုဘက်ကအကြီးမစီးရဘူးဗျ။ အဲ့ဒါဆိုရင်ကျွန်တော်တို့ရေလွာရှောစီးဖို့သွားရင်လည်းရေလွာရှောစင်ဘွားနေမြင်ရတဲ့ရေကစားဥယျာဉ်ကြီးရဲ့အလှကိုအချက်သွားကြည့်ကြရအောင်ဗျာ။ ါနဲ့စကားမဆက်အခုမြင်တွေ့နေရတာကတော့ကျွန်တော်တို့တဲခဲ့တဲ့ဘန်ဂလိုလေးပဲဖြစ်ပါတယ်ဟဲဟဲကျင်းကျင်းလေးကြည့်လိုက်ပါဦးကျွန်တော်ဗီဒီယိုလေးတွေကိုကြည့်ရတာသဘောကျတယ်ဆိုလို့ရှိရင် Facebook ရဲ့ TikTok ရဲ့မှာလည်းကျွန်တော် page နဲ့ account နဲ့ဖွင့်ထားရှိပါတယ်။အဲ့ဒီမှာလည်းလာပြီးတော့ follow လေးလုပ်ပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်ဗျ။ ရေလွှာရှော့စီရတာကအရန်ပျော်စရာကောင်းပါတယ် ဒီနေရာမှာကျွန်တော်အတွေ့အကြုံလေးနဲ့ဘူးတုဒ္ဒလေးတစ်ခုမျှပေးချင်ပါတယ်ဗျာအဲ့ဒါကရေရွာရှောစီးတဲ့အခါအောက်ကိုပြုတ်ကြတဲ့အချိန်မှာရေမွန်းတက်တယ်ပြီးတော့ခြေထောက်ကကျမ်းပြင်းနဲ့လွတ်သွားပြီးတော့ရေထဲမှာရက်ကန်ရက်ကန်နဲ့ရေနစ်တလိုပုံစံမျိုးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ရေရွာရှောစီးပြီဆိုလို့ရှိရင်ရေထဲကိုပြုတ်ကြကန်နေမှာကိုယ့်ရဲ့လက်နဲ့နှာခေါင်းကိုပိတ်လိုက်ပါပြီးကြလို့ရှိရင်ရေထဲကိုရောက်ပြီးဆိုတာနဲ့ခြေထောက်နဲ့ကျမ်းပြင်ကိုဆန်းလိုက်ပါဆန်းပြီးလို့ရှိရင်အပေါ်ကိုခုံးထားလိုက်ပါဗျကျွန်တော်ရှိမှတဲ့ကောင်မလေးတယောက်ကိုကူညီလိုက်ရတဲ့အတွက် နောက်တငယ်ချင်းတွေကိုပါတတိပေးဝင်မြအချင်းဖြစ်ပါတယ်ဇီလောရှောတရားနေရှူကင်းနေကြည်ရင်လည်းညာဘက်ခြမ်းကိုကြည့်လိုက်တဲ့အခါမှာသစ်ပင်နေအုပ်ဆိုင်နေတဲ့ပန်းချံအင်းထဲမှာမြောက်ဝင်းကြီးတစ်ကောင်ရဲ့ဖန်တီးထားတဲ့ရေတခွင်ကြောက်တောင်ကြီးတစ်ခုရဲ့ကိုတွေ့မြင်လာရတဲ့အတွက်အဲ့ဒီဘက်ကိုလည်းထပ်မံသွားရောက်လဲပတ်ခဲ့ပါတယ် ီလမ်းလေးကချစ်စရာလေးပါကျွန်တော်တို့တစ်တော့စောဖို့ရမ်းကောင်းတဲ့လမ်းလေးပါဒီမှာဆိုရင်တော့တစ်တော်လေးတွေရဲ့ပန်တာလေးတွေရဲ့ကြောက်တုံးကြောက်တောင်တွေရဲ့ရေကန်တွေနောက်ပြီးတော့ယုံလေးတွေအများကြီးကိုတွေ့မြင်ရပါတယ်လုံးဝတောအုပ်ထဲကိုရောက်သွားတဲ့ခံစားချက်ကိုရရှိနေမှာပဲဖြစ်ပါတယ် ီမှာတော့ရေကန်တွေရေမြောင်းတွေနဲ့ရေပန်းတွေလှုပ်ထားတာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိကတော့ပိတ်ထားတယ်ဗျဘုံမှာမြောက်ဝင်ကြီးပေါ့နော်အဲ့ဒီကိုကျွန်တော်ဆက်သွားကြမယ် ီနေရာလေးမှာတော့ရေတကွန်ရဲ့ရေကန်ရဲ့တရားလေးရဲ့အရန်ကိုပဲရိုမက်တစ်ဆန်တဲ့နေရာလေးပါဒါတော့ခုနအဝေးကနေလက်မြန်တဲ့မြောက်ဝင်းကြီးပဲဖြစ်ပါတယ်တော်တော်ကြီးပါလေဗျာအမြင်လောက်ထားပါကဲအားဆိုရင်ကျွန်တော်တို့ရေတခွင်စီကိုဆက်သွားပြီးလေးလာကြည့်အောင်ဗျာ။ ဒီလိုကောင်အချိန်မှာလိုင်းကူတစ်ခုရှိတယ်ဗျာအတွန်းနဲ့ဝင်လို့တော့ရတယ်ဒါပေမဲ့ရှင်းနေဘွက်တွေရှိနေတော့ကျွန်တော်လည်းသွားမဝင်ရရနဲ့မဝင်ခဲ့ဘူးပေါ့နော်ဓာတ်ပုံရိုက်เสียတာတရားလေးတွေရှိတယ်မိချောင်းင်းတွေရှိတယ်နောက်ပြီးတော့ချစ်เสียပင်ကွင်းငတ်ကလေးတွေလည်းရှိတယ်ဗျာဒီလိုကွင်းကတော့အပေါ်ကနေကျလာပြီးအောက်မှာရေကန်အနေနဲ့20 30ကိုလှုပ်ထားတာပါဒီနေရာလေးမှာလည်းအလားဓာတ်ပုံလေးရိုက်လို့ရမ်းကောင်းပါတယ် မန်းချောင်းကရေကသာဥယင်ကြီးကိုလဲပတ်ခဲ့တာတော့ဒါအကုန်ပါပဲဗျဗီဒီယိုလေးရဲ့နောက်ဆုံးပိုင်းမှာအစိုးရရွှေစင်ရုပ်လွှာရဲ့ချော်ပြမှုတွေနဲ့အတူရေပန်းတွေထဲမှာကားခုန်နေကြတဲ့ပြိတ္တတွေရဲ့ပုံရိပ်တွေကိုထပ်မံတင်ဆက်ပေးပါမယ်စက်ကြည့်ပေးကြပါအောင်ဗျာ ြစ်မှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုယ်တိုင်သွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစီဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလေပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေဖြစ်နေသေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်စုံတရာရှိခဲ့လို့ရှိရင် comment မှာမန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျအသစ်တင်တိုင်းသိအောင်လဲ notify bell လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးရဲ့ဒုတိယပိုင်းလေးကနေကြိုဆိုပါရစ်ဗျာဒီအပိုင်းမှာတော့ကျွန်တော်တငယ်ချင်းတွေကြည့်ရတာအနောက်ရှက်ဖြစ်မှာကြောင့်လို့ကျွန်တော်စကားသိမ့်မပြောတော့ဘူးเนาะ DJ Sign လို့ရဲ့ DJ တွေနဲ့စကြည့်လိုက်ကြရအောင်ဗျာ I'm the sun, the ထမဆုံးဖွင့်သခြင်းကတော့ရွှေစင်ရုပ်လွှာရည်လိုလူတီများလာခဲ့တဲ့ဒန်တန်တန် စ်ပါလေ။ရောက်ဖြစ်တယ်လို့ဒီနာဒီနေ့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာဒီနေရာဖြစ်ပြီးဆုံးအောင်ကြီးခဲ့ကြတယ်ဆိုလို့ရှိရင်တော့ကြိုက်ကြမယ်လို့ထင်ပါတယ်ကျွန်တော်ဗီဒီယိုအရှိအီးပေါ့နော်ဒီနေ့တင်ဆက်ပြီးတာကွန်မန့်လေးတစ်ခုခုမန်းခဲ့ပေးပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ် bye bye She puts her hand in mine. We wanna chase the night.